ကွက်ထဲမှာလူငယ်ဆိုတာမရှိတလို့ရှားနေပြီဘလို့လူတွေရှိမလဲရှီတာကိုတဲ့၁၀တန်း၁၂တန်းအဲ့လိုလူငယ်လေးတွေနော် first second third final တက်ကတော့တက်နေတဲ့ចောင်းသားတွေဒါတော့ပဲရှိတော့တယ်ပြမမှာလူငယ်ဆိုတာမရှိတော့ကျွန်တော်တို့ရက်ကွက်တွေထဲမှာတော့လူငယ်ဆိုတာမရှိတလို့ဖြစ်တော့ပြောမလို့ generation မျိုးဆက်တစ်ခုလောက်ပျောက်နေပြီဆိုတော့ကကြတော့မြို့ပေါ်မှာအမျိုးသမီးအင်အားတွေအများကြီးတိုက်တဲ့နေရာသွားကြည့်ဈေးထဲသွားကြည့်လေအမျိုးသမီးအများကြီးចောင်းမှာကြည့်ရင်လေចောင်းငန်းတက်ခန်းထဲမှာចောင်းလာတက်တဲ့ចောင်းသားចောင်းသူအချိုးချကြည့်လိုက်ចောင်းသူကအများကြီးဘလို့မှ အချိုးမမြောက်နော်ဒါကြည့်ပါလေဆိုမျိုးဆက်တစ်ခုပျောက်ဆုံးနေတာကိုပြတာအင်တန်ဆုံးရင်မကောင်းနဲ့ကိုမျိုးတော့လက်ခုပ်လက်ဝါးတီးနေတဲ့တိုက်ပွဲတွေဖြစ်တယ်နော်မြမတက်ပေါ်ကကြားလိုက်ရင်လေဟိုဘက်ကပြောကြတယ်မိုးငါဘယ်နှပွဲကြားလဲဘာညာမိုးငါဘယ်နှပြောကြတယ်နံပါတ်1အဲ့ဒီစစ်တီတွေဟာအဲ့ဒီအမျိုးသားတွေဟာမြမနိုင်ငံသားတွေကတပတ်ကလည်းပြန်ပြန်ဗဒက်ဗနကင်းတို့ဘာလို့ပြောကြတယ်အဲ့ဒီกินသွားတဲ့ဗဒက်တွေလဲမြမနိုင်ငံသားတွေမြမနိုင်ငံရဲ့လူငယ်မျိုးဆက်တစ်ခုပျောက်ဆုံးတာ ရှော့တစ်ဖက်စလုံးကရှော့တစ်ဖက်ကလည်းတကားဖွင့်ပြီးတစ်ဖက်ကလည်းအငဲပြီးပြီးအကြီးတွေရှူလာဒီလိုပဲပြောချင်တယ်နော်အကြီးနဲ့အငဲနဲ့ဘာပြောတက်မလို့ဆိုတာကအစင်လာနဲ့ရာစုနှစ်ပေါင်းများစွာနေလာခဲ့ရှင်တန်လာခဲ့တာအကြီးဆုံးလက်နက်ကင်ဖွဲ့စည်းဖြစ်တဲ့အတွက်အကိုပဲကျန်တဲ့လက်နက်ကင်ဖွဲ့စည်းအားလုံးကသူ့လောက်စားပေးမရှိဘူးတွေ့ကြုံမရှိဘူးသူ့လောက် facility အပြည့်အဝမပေးနိုင်တဲ့အတွက်ညီလေးတွေပဲအဲ့တော့အကိုကြီးတွေသဘောထားကောင်းနေတဲ့အချိန်မှာညီလေးတွေအနေနဲ့ ချင်းချင်းကြီးကိုချင်းချင်းတစ်တစ်မြက်မြက်နေဖို့လိုလာပြီဒါလေးပြောချင်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်ပွဲတွေကြောင့်လူငယ်မျိုးဆက်တစ်ခုထိပျောက်ဆုံးသွားပြီမူနှစ်ဖက်စလုံးငင်းကြဲရေးလောက်ကြဖို့အဖသားမောင်ရာဇာတိုက်တွန်းလိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာအာဒီကနေ့မှာကျွန်တော်အများကြီးပြောလို့ပါဘူးเนาะလူလူရဲ့အခက်အခဲတွေလည်းကျွန်တော်တော်တော်များများပြောခဲ့ပြီးပြီးမနေ့ကစစ်ကြောင်းဖြစ်တဲ့ဒုက္ခတွေလည်း ကျွန်တော်ပြောခဲ့ပြီးပြီဆိုတော့ပြောရင်လည်းဒီစစ်နဲ့ပတ်သက်တာတွေပဲပြောမှာစစ်ကိုခေါ်ရင်တော့စစ်ကရောက်လာမှာပဲအဲဘယ်ဘက်ကိုပဲအားပေးသည်ဖြစ်စေမလဲမသိစစ်ဖြစ်လာရင်အားပေးတဲ့သူကောအားမပေးတဲ့သူကအတူတူခံမှာနော်မျှခံမှာဆိုတော့ရန်သူကဝင်လာတဲ့အချိန်နော်ဒါတစ်ဖက်ရန်သူဆိုတစ်ဖက်က NGC CBS PDF ကနေပြီးတော့ဖြစ်ပေါ်လာတဲ့ဒါတောင်းရန်သူအဖွဲ့အစည်းတွေ EO လို့ခေါ်တဲ့ဒိုင်းနာလက်နက်ကိုင်အဖွဲ့အစည်းတွေအဲ့ဒီပုံကိုယ်တွေနေရာတစ်ခုဝင်ရောက်လာပြီပေါ့ ဆိုတော့တို့ကိုထောက်ခံတဲ့လူတွေအတွက်တော့ပြဿနာမရှိဘူးမြဲတို့ကိုမထောက်ခံတဲ့ပြည်သူတွေအတွက်ပြဒနာရှိလာမယ်တခါအဲ့ဒီမျိုးကိုတက်မတော်ပြန်လဲထိန်းချုပ်ဖို့စူးစမ်းရခြင်းပြန်လဲထိန်းချုပ်နိုင်တဲ့အချင်းကြရင်လည်းတချင်းတော့တောင်းရန်တောင်းရန်သူတွေကိုအားပေးခဲ့ကူညီခဲ့တဲ့ပုံကိုယ်တွေပြန်ပြီးချိန်ကနေဘာကြောင့်လဲတစ်ဖက်နဲ့တစ်ဖက်စစ်ဖြစ်နေကြလေသူ့ဘက်ကိုယ့်ဘက်ဆိုတာရှိတယ်သူ့ဘက်လိုက်တဲ့လူကသူ့လူကိုယ့်ဘက်လိုက်တဲ့လူကကိုယ့်လူဒီလိုခွဲခြားမယ်သို့တော့သူ့ဘက်ကိုယ့်ဘက်လိုက်လိုက်ကိုယ့်ဘက်ကိုယ့်ဘက်လိုက်လိုက်ဒီနိုင်ငံထဲကပြည်သူတွေပါခင်ဗျားတို့အားပေးနေတဲ့ဟိုဘက်ဒီဘက်စစ်သားတွေလူမျိုးတွေဆိုတော့လေအကုန်လုံးဒီနိုင်ငံထဲကလူတွေကြီးပဲ ော်ခမကရင်ကိုပဲအပိအပိကချင်းကိုပဲအပိအပိမွန်ကရရခိုင်ခမကြိုက်တဲ့လူအပိပါနော်ဒီနိုင်ငံတွေကတိုင်းရင်းသားပဲဒီနိုင်ငံသားလူဦးရေတန်း60လို့ပြောတယ်လူဦးရေတန်း90လို့ပြောတယ်လူဦးရေ55တန်းလို့ပြောနေတဲ့ဒီနိုင်ငံတွေကမရှိတဲ့လူဦးရေတွေပဲဆိုတော့ဒါလေးကိုမမေ့နဲ့မနေ့ကပုံကူတယောက်ပြောသားလေးသဘောကျပါတယ်နော်ကျွန်တော်ဒါ copy ယူလိုက်တာပေါ့ ူကပြောပြတယ်မြန်မာနိုင်ငံရှိတဲ့အမျိုးသားဥယျာဉ်နဲ့အမျိုးသမီးဥယျာဉ်ကိုအဲဇေယျချလိုက်တဲ့ခါကျတော့အမျိုးသမီးဥယျာဉ်ကနှစ်တန်းလောက်ပုံနေတယ်ပေါ့ဆိုတော့အမျိုးသားဥယျာဉ်နှစ်တန်းလောက်ဟိုအမျိုးသားတယောက်အမျိုးသမီးတယောက်အိမ်အောင်ပြုမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာအမျိုးသမီးနှစ်တန်းလောက်ကဟိုယူစရာလင်းမရှိတဲ့ဘဝကိုရောက်တဲ့ပုံစံမျိုးသူပြောပြတော့မှန်ပါတယ်ကျွန်တော်ကအဲ့ဒါမျိုးသူကဟိုသတင်းချက်လက်တွေဒါနိုင်ငံကိန်းကနန်းတွေနဲ့ထောက်ပြတယ်ပေါ့ကျွန်တော်တော့အများကြီးထောက်မပြချင်းခုကျွန်တော်ရက်ကွက်ထဲမှာ38နှစ်ကနေ35နှစ်အတွင်းစစ်မှုထမ်းဥပဒေစင့်ခေါ်ရေးအရာတချို့တချို့သောသူတွေကမရှိတော့ တချို့တချို့သောလူတွေကနာမည်ရှိတယ်။ဒါပေမဲ့လူကထိုင်းမှာအလုပ်သွားလို့တယ်မလေးမှာအလုပ်သွားလို့တယ်။တခြားတခြားသောနေရာတွေမှာရှောင်းပိုးနဲ့အလုပ်လုပ်နေကြတယ်။အော်တချို့တဝက်ကမြမဒီတက်မတော်ထဲမှာတောင်းထမ်းဆောင်နေကြတယ်။တချို့တချို့သောသူတွေကဌာနဆိုင်ရာအသီးသီးနဲ့အဲဟိုတခြားနေရာတွေမှာလုပ်ငန်းဝင်နေကြပေါ့တချို့တချို့သောပုံကိုယ်တွေကပြည်ရဲ့အဖွဲ့အစည်းတွေနဲ့တခြားတိုင်းသားလက်နက်ကန်တွေတို့မှရောက်တယ်ဆိုတော့ရက်ွက်ထဲမှာလူငယ်ဆိုတာမရှိတလို့ရှားနေပြီဘလို့လူတွေရှိမလဲရှစ်တန်းကိုတန်းဆယ်တန်းဆယ်နှစ်တန်းအဲ့လိုလူငယ်လေးတွေ နော်ဖတ်စကန်တက်ဖိုင်နယ်တက်ကတူတက်နေတဲ့ចောင်းသားတွေဒါတော့ပဲရှိတော့တယ်ပြင်ပမှာလူငယ်ဆိုတာမရှိတော့ကျွန်တော်တို့ရက်ွက်တီးထဲမှာတော့လူငယ်ဆိုတာမရှိတော့ဖြစ်တော့ပြောမှဆို generation မျိုးဆက်တစ်ခုလောက်ပျောက်နေပြီဆိုတဲ့အခါကျတော့မြို့ပေါ်မှာအမျိုးသမီးအင်အားတွေအများကြီးတိုက်တဲ့နေရာသွားကြည့်ဈေးထဲသွားကြည့်လဲအမျိုးသမီးတွေအများကြီးចောင်းမှာကြည့်ရင်လဲចောင်းငန်းတက်ခန်းထဲမှာចောင်းလာတက်တဲ့ចောင်းသားចောင်းသူအချိုးချကြည့်လဲចောင်းသူဟာအများကြီးတယ်ဘလို့မှအချိုးမပြောက်ဒါကြည့်ပါလဲဆိုမျိုးဆက်တစ်ခုပျောက်ဆုံးနေတာကိုပြတာအင်တာဆိုရင်မကောင်းနဲ့ ကိုမင်းတို့လက်ခုတ်လောဝတီနေတဲ့တိုက်ပွဲတွေဖြစ်တယ်နော်မြန်မာတပ်ပေါ်ကကြားလိုက်ရင်ဟိုဘက်ကပြောကြတာမိုးငါဘဏ္ဍပွဲကြားတယ်ဘာညာမိုးငါဘဏ္ဍမိုးပြောကြတယ်နံပါတ်1အဲ့ဒီစစ်တီတွေဟာအဲ့ဒီအမျိုးသားတွေဟာမြန်မာနိုင်ငံသားတွေခါတစ်ဖက်ကလည်းပြန်ပြောဗဒက်ဗဏ္ဍကင်းတို့ဘာလို့ပြောကြတယ်အဲ့ဒီကင်းသွားတဲ့ဗဒက်တွေလည်းမြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံရဲ့လူငယ်မျိုးဆက်တစ်ခုပျောက်ဆုံးလာကျွန်တော်ပြောနော်ဘသူပဲနိုင်နိုင်ဘသူပဲရှုံရှုံစစ်ဖြစ်ပြီးဟေ့ဆိုရင်အတူတူပဲ တော်ဟိုရက်တည်းကမြင်လိုက်ပါလေရွာဘက်ဒီမှာလင်းဘုံခြေတာနော်ရွာဘက်ဒီမှာလင်းဘုံခြေတဲ့တောဆက်တွေကိုလင်းဘုံခြေတဲ့အမြောက်ကြီးတွေပြစ်တယ်ကျွန်တော်ရှိတဲ့တရင်တွေဝင်ပါလေနော်ဒါကျွန်တော်ဘကူတိုင်းအနောက်ဆန်းမှာနေတာဖြစ်တယ်ဘကူတိုင်းအနောက်ဆန်းကတရင်ကကျွန်တော်ရှိရောက်တယ်ကျွန်တော်နေရာတော့တီးကြမပြောဘူးဘာကြောင့်လဲအဲ့ဒီဒေသမှာရှိတဲ့လူတွေအနေကိုကျွန်တော်စိုးရိမ်လို့မပြောတာဘာလို့ဆိုနှစ်ဖက်စလုံးကိုကြောက်နေရတဲ့နေတာဆိုတော့လင်းလာတယ်ဘုံချသွားတယ်ကျွန်တော်ပြောပါတယ်ဒီရက်ွက်ထဲမှာရှိတဲ့လူငယ်တွေရပဲ စစ်တပ်ထင်မှစစ်သားဖြစ်တာအဲ့ဒီရက်ကွက်ထင်မှရှိတဲ့လူငယ်တွေကပဲ PDF ထင်မှတောင်းကျမ်းသူတွေဖြစ်တာဆိုတော့ဒီရက်ကွက်ထဲကရက်ကွက်သားအချင်းချင်းပြန်တိုက်တာအဲ့တော့စစ်သားကလည်းသူ့မိဘရှိတဲ့အိမ်ကိုပြန်လာရင်ဒီရက်ကွက်တွေဝယ်ရောက်မှာဒါတော့တစ်ဖက်ကလူကမြင်မယ်ဒီအိမ်ကစစ်တပ်နဲ့ပတ်သက်တဲ့ဒလန်တက်မှာဆိုတော့ PDF ချမ်းပတ်ထဲမှရောက်နေတဲ့လူကလည်းသူ့မိသားစုသူ့မိဘသူ့တကယ်ချင်းတဲ့အိမ်ကိုပြန်လာမှာပြန်လာရင်ဘာဖြစ်လဲဒီကောင်အချမ်းပတ်ဖွဲ့စည်းနဲ့ပတ်သက်တယ်ဆိုတော့အားလုံးကတိုင်းရင်းသားတွေကြီးပဲနော်အားလုံးကနိုင်ငံသားတွေအားလုံးကညီကိုတွေအားလုံးကတကယ်ချင်းတွေကြီးပဲ ကျောင်းတွေပတ်သက်ငယ်ချင်းတွေအချင်းချင်းတွေခုကျတော့ကွဲလဲမှုတွေရှိပြီးတော့တနေ့တနေ့ရန်သူကြီးတွေလိုပဲတေချာပြန်စစ်စားကြည့်ခမတို့စဉ်းစားဖို့ကျွန်တော်ပြောနေတာကျွန်တော်ဘသူနိုင်နေဘသူအပေါ်မှာနိုင်နေကျွန်တော်စိတ်လည်းဝင်စားဘူးဘသူပဲနိုင်နေကျွန်တော်ကနိုင်ငံတော်အေးချမ်းဖို့ပဲလိုတယ်ဘသူပဲနိုင်နေကုန်စင်းတို့နေချတာဖို့အရေးကြီးတယ်ဘသူပဲနိုင်နေစီးပွားရေးတွေမြင့်တက်လာမယ်လူမှုရေးတွေမြင့်တက်လာမယ်အခြေခံသားစာတွေမြင့်တက်လာမယ်ကုန်စင်းတို့နေချဆင်းသွားရမယ်ဒီနိုင်ငံရဲ့ကျန်းမာရေးလူမှုရေးစီးပွားရေးဆက်ဆက်ရရမြင့်တင်မှုနိုင်ငံတကာနဲ့ရင်မောင်တန်းနိုင်ဖို့ပဲလိုတယ် ဘယ်သူပဲအုတ်ချုပ် အုတ်ချုပ်ဘယ်ဘက်ကိုအုတ်ချုပ်မှကောင်းလာမယ်ဆိုတဲ့စကားကိုကျွန်တော်လက်မခံဘာကြောင့်လဲလူလူအုတ်ချုပ်တာမို့လို့လူလူအုတ်ချုပ်တာမို့လို့ကျွန်တော်ပြောပြီးဘယ်အစိုးရပဲတက်တက်တက်လာတဲ့အစိုးရကလမ်းဖောက်ပေးရမယ်တရားဆောက်ပေးရမယ်စာသင်ကျောင်းတွေဆေးရုံတွေဆောက်ပေးရမယ်တာတတိုင်းနဲ့ပတ်သက်တဲ့အဆောက်အဦတွေသူ့အနေနဲ့ချိမြင့်ပေးရမယ်နော်ဟိုလှုပ်ဆောင်ပေးရမယ်ဥဆောင်ပေးရမယ်ဒါအစိုးရလို့အစိုးရတိုင်းလုပ်ရမှာဘယ်သူပဲအစိုးရတက်တက်ဘယ်ပါတီပဲအစိုးရတက်တက်လုံးဝမဖြစ်မနေလုပ်ရမယ်လုပ်ငန်းစဉ် အဲ့တော့ဆိုကတော့တက်တန်းပြအောင်နေသွားတယ်သူ့ငါတည်းကဘာမှမလုပ်သေးဘူးဆိုတော့ဒါအသုံးမချတာပေါ့အဲ့ဒါကိုအသုံးမချဘူးလို့ခေါ်မယ်ကျွန်တော်ကသဘောပေါက်လားမသိဘူးအခုလက်ရှိနေထမှာကြည့်တိုင်းပြည်ကတောင်းကနေဖြစ်နေတဲ့ဂျားတွေကနေလမ်းနေရအောင်ဖောက်နေတံတားတွေရအောင်စောင့်နေအပြက်စီးတွေကိုရအောင်ပြုတ်ပြင်းနေတယ်နိုင်ငံတကာကပိတ်ဆို့ထားလို့နော်ကျွန်တော်နိုင်ငံမှာကုစင်းလုံးတွေအရင်ကြီးနေဒေါ်လာဈေးတွေအဆက်မတန်မြင့်တယ်ရွှေဈေးတွေအဆက်မတန်မြင့်တယ်73စီဈေးတွေကြီးမြင့်နေတဲ့အချိန်။အဖက်ဖက်ကနေဈေးကြီးနေတဲ့အချိန်မှာ ကျွန်တော်တို့မြန်မာနိုင်ငံမှာမရှိတဲ့နော်ဟိုကွန်ပျူစီတစ်ခုကိုနိုင်ငံခြားကမာယူတင်သွင်းမယ်ဆိုရင်တော့တိုက်ရိုက်အနည်းနဲ့တွေလို့မရပဲတွေပွားပြီး20 30ဈာကန်နေနဲ့တဲ့ပြီးဝဲသုံးနေရတဲ့အနေအထားမျိုးမှာလမ်းကြီးရအောင်ဖောက်သွားတယ်ကတ်တရားတွေရအောင်ခင်းတယ်ဤတကားတွေရအောင်ဆောက်သွားတယ်အဆောက်အဦတွေရအောင်ဆောက်သွားတယ်ဒါလေးစားစရာလို့ပြောလို့ရတယ်ကဲတော့ဘယ်လိုတွက်မလဲလို့ကျွန်တော်နေတော့ဒါလေးစားစရာပဲတော့ဒေါ်စားစုကြည်အနေဒီအုတ်ချုပ်တဲ့အချိန်မှာ တကဘာလုံးကလမ်းနေဖွင့်ပေးထားတယ်ဒါပေမဲ့ထင်တယ်တော့ဘာမှဖြစ်မလာခဲ့ဘူးအစောကြီးမှဘာမှဖြစ်မလာခဲ့ဘူးဦးသိစိန်လက်ထက်ကပလန်ချပြီးစောက်ခဲ့တဲ့တရားသူ့လက်ထက်မှာပြီးတော့တယ်အတင်းဘူကျုံအောင်ဆန်းတရားဆိုခေါင်းလေးကောက်တက်လိုက်တာလွေလို့သူ့လက်ထက်မှာစောက်သွားတဲ့တရားတစ်စက်မှမရှိကြီးမမဘာမှမရှိအယုရှင်လေးပြပြဒီကလိုက်မှာတန်လင်တရားအမှတ်နှစ်ကိုတန်လင်တရားအမှတ်သုံးကိုစောက်သွားတယ်အခုရန်ကုန်နဲ့ကျွန်တော်နဲ့ကုမဲ့တရားကြီးစောက်တယ်နော်ကျွန်တော်တို့အေရော်ဒီမြစ်ပေါ်မှာလည်းတရားကြီးအများကြီးစောက်ဖို့ ပလန်နေချထားတယ်ချတဲ့အတိုင်းလဲစပြီးတည်ဆောက်နေတယ်ဆိုတော့အများကြီးအများကြီးလုပ်နေတယ်လမ်းတွေအများကြီးဆောက်တယ်တရားအများကြီးဆောက်တယ်အဆောက်အဦတွေအများကြီးကျမ်းမိုင်နဲ့ပတ်သက်တဲ့အဆောက်အဦတွေခြေလက်ကျမ်းမိုင်ရဲ့အဆောက်အဆောက်အဦတွေဆောက်တယ်တာသနိကအဆောက်အဦတွေဒီ၃နှစ်နှစ်တကွန်လုတ်ပြသွားတာဒါအရှင်းတစ်ခုလို့ပြောလို့ရတယ်တစ်ဖက်ကပြန်ကြည့်ပြန်ရင်လဲဒီအရှင်းတစ်ခုတော့ထူးချွန်တယ်သို့တော့လူအုပ်ချုပ်တာဖြစ်တဲ့အတွက်အားနည်းချက်တွေရှိကောင်းရှိမယ်ဒါအောင်နားလည်ဖို့လိုတယ် အဖြစ်တွေပဲပြောလို့မရဘူးเนาะဒါကြောင့်ကျွန်တော်တော့ပြောရင်ခင်ဗျားတို့သဘောပေါက်တယ်ဆိုတော့ပြောနေတာကအဓိကဒီနိုင်ငံတော်မှာရှိတဲ့အစအဦးတွေဖားကန့်မြို့နယ်မော်စီစာလမ်းဆောင်တွင်စစ်တပ်ကပြည်သူ၃ဦးကိုပြစ်ဒတ်ထားကချင်ပြည်နယ်ဖားကန့်မြို့နယ်မော်စီစာလမ်းဆောင်တွင်စစ်တပ်ကပြည်သူ၃ဦးကိုပြစ်ဒတ်ထားကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်တည်ထောင်ဌာနထံသို့ပြောဆိုသည့်ယနေ့ဇွန်လ၁၂ရက်နေ့နနက်၆နာရီချိန်စစ်တပ်ကတပ်ဆွဲထားသော မော်စီဇာဖျားကုန်းအနီးမော်စီဇာလမ်းဆောင်တွင်ပြည်သူ၃ဦး၏အလောင်းများတွေ့ရှိရကြောင်းအလောင်းများမှာတွေးများခဲနေပြီးယမန်နေ့ညကတည်းကပြစ်ခတ်ခံရခြင်းဖြစ်နိုင်ကြောင်းဒေသပြည်သူများကပြောဆိုသည်မနေ့ညကတနက်တန်တွင်ကြားရတဲ့အခုမနက်အလောင်းမှာတွေးတွေခဲနေပြီးတော့ပရိသတ်တွေရင်တွေအုံနေတယ်။မနေ့ညကပြစ်တက်ထားတာထင်တယ်ဟုဒေသပြည်သူကပြောဆိုသည်အကျန်းဖက်စစ်ကောင်စီတပ်ကမေလာနောက်ပိုင်းမှာစတင်၍ မော်စီဇာဖရာကုန်းတွင်စစ်တပ်ကဝင်ရောက်တပ်ဆွဲပြီးနောက်ကြောက်စိမ့်တူဖို့၏လုပ်ကွက်အတွင်ကုမ္ပဏီပိုင်ကားများအဆောက်အုံများကိုမိရှုဖြစ်စီမှုများလှုပ်ဆောင်လျက်ရှိကြောင်းဒေတာပြည်သူများကပြောဆိုကြသည်ဖုံမျိုးတိုးတက်ဖို့ဆိုတာနိုင်ငံအေဂျင့်တွေမှာရောက်ကျဲလို့ပြောကြတယ်ကရင်ပြည်နယ်ချင်းပြည်နယ်မတိုးတက်ဘူးတို့တိုင်းသားတွေဟုတ်ပြီကျဲလို့အမှလက်နက်ကိုင်းနေရှိနေတဲ့အချိန်မှာကျဲလို့နေရာကိုဘသူကလာပြီးတော့ရင်းနှီးမြှုပ်နှံချင်ပါလေဘသူကလာပြီးစက်ရုံနဲ့ရဲဝံဆောက်ရဲမှာလေရန်ကုန်မြို့တိုးတက်ထုံးကားတော့ပြောနေရန်ကုန်မှာသဘုံရှိဘူး တော်တို့ပြည်မျိုးစက်မှုစုံဖော်ထားတယ်ပြည်မှာသဘုံမရှိဘူးမန္တလေးမှာစက်မှုစုံရှိတယ်မန္တလေးမှာသဘုံမရှိဘူးမော်လမြိုင်စက်မှုစုံရှိတယ်မော်လမြိုင်မြို့ပေါ်သဘုံမရှိဘူးလို့ရှိရင်မြန်မာနိုင်ငံအဲ့ဒီကတောင်ကြီးအေးသားရဲ့စက်မှုစုံတောင်ကြီးမှာသဘုံမရှိဘူးကျွန်တော်တို့သဘောပေါက်လားမသိဘူးသဘုံနေရှိတဲ့ကအစိုးရတစ်မျိုးဒီသဘောကလမ်းကြီးကောက်တဲ့တမျိုးကုမ္ပဏီကဖယ်ခံနိုင်မယ်အဲ့ဒီကကျတော့ဘာဖြစ်လဲသူထုတ်လုပ်တဲ့တန်မှုနဲ့ညီမောင်သူပေးရတာနဲ့ကအလုံးသမားတွေကိုလာစားရှော့မယ်ကုမ္ပဏီကိုစီးတင်မယ်ဘသူတွေထိခိုက်လဲပြည်သူတွေပဲထိခိုက်တာဆိုတော့ဒါလေးကိုနားလည်ဖို့လိုတယ်ကိုယ်နိုင်ငံထဲမှာဒီတည်ငြိမ်တိုးတက်ခြင်းနဲ့ဆိုရင်လက်နက်တွေစော့ ကဲကောဖက်ဒရယ်ဖက်ဒရယ်လိုချင်ရတယ်မြမဤတက်မတော်ကြီးကိုပြည်ထောင်စုတက်မတော် ਨੇ တိုင်းဒေသကြီးဤတက်မတော်ခွဲခြားလိုက်တယ်ပြည်ထောင်စုတက်မတော်မှာချင်းလင်းချင်းမြန်နေပါတယ်တက်မတော်ကပ်ဦးစီးရောတိုင်းအုပ်ချုပ်မယ်ကဲကောတိုင်းဒေသလက်နက်ကိုင်တွေအကုန်လုံးကပြည်နယ်တိုင်းဒေသကြီးဤတက်မတော်ပြည်အသွင်ပြောင်းလိုက်ရိုးရှင်းလက်ခင်ဗျားတို့လက်ခင်ဗျားတို့လက်နက်ကိုင်တွေခင်ဗျားတို့ဘာသာကံတွေအုပ်ချုပ်လို့ရတယ်ပြီးရင်အဲ့ဒီကနေခင်ဗျားတို့မကျင်တဲ့ဘူးလက်အရောက်ဝတ်တွေလဲပါတီထောင်ပြီးတော့ကို့ပြည်နယ်တွေမှာကိုယူကောက်ခံကျွန်တော်တခါပြောခဲ့ပူပါတယ်ခင်ဗျားတို့နော်အောက်ခြေရက်ွက်အုပ်ချုပ်ရင်မူရွေးတယ်လို့မြို့နယ်အုပ်ချုပ်ရင်မူကိုလည်း ရွေးကောက်ပါပြည်သူကခတ်နေလို့ဖြစ်ပါစေ။ဘာကြောင့်လဲဝန်ထမ်းဖြစ်နေရင်သူအချိန်တိုင်းရင်ပြောင်းသွားမယ်လေ။ဘာမှတိုးတောင်းလို့မှမဟုတ်ဘူး။အဲ့တော့အယတာဖြစ်နေရင်နောက်နေ့သူမဲရဖို့အတွက်ဒီမြို့နယ်ကိုသူများမြို့နယ်တွေပေါအောင်သူပြင်တော့မှာစ조사တော့မှာအကောင်းဆုံးလုပ်မှာဒါမှတိုးတက်လာမှာအပြိုင်ဆိုင်ရှိမှာ။ဟာလားနှစ်ပြည့်သုံးနှစ်ပြည့်ပြောင်းသွားရတဲ့လောက်ထည့်သွားဘယ်တော့မှတိုးတက်လာမှာမဟုတ်ဘူး။အဲ့တော့အောက်ချိအုပ်ချုပ်ရေးမှုရွေးမယ်။မြို့နယ်အုပ်ချုပ်ရေးမှူးကိုရွေးမယ်ခရိုင်အုပ်ချုပ်ရေးမှူးကိုရွေးမယ်တိုင်းရိုင်းဆိုင်ဝန်ကြီးချုပ်ကိုမိမိစိတ်ကြိုက်ပြည်သူတွေကရွေးချယ်ခွင့်ရမယ်ဆိုရင်ဒီနိုင်ငံတိုးတက်ပါဖို့။ဘာကြောင့်လဲအပြိုင်ဆိုင်ကြီးပဲ အချိန်တန်လို့ဟိုဘိုးကနေပြီးရောမင်းတို့တိုက်တယ်တိုက်သူကမင်းကဘယ်တိုင်းဝင်ကြီးချုပ်လို့မင်းကဘယ်ပြည်နယ်ဝင်ကြီးချုပ်လို့လို့ပြောရင်တော့သူ့ပြည်သားအထုံးမဘာမှမရှိပဲပြည်သူတင်မြှောက်တာမှမဟုတ်တာပြည်သူကသူ့ဒီတိုင်းထဲမှာအုပ်ချုပ်မဲ့လို့သူရွေးချယ်မှအဆင်ပြေပါလိမ့်ဟုတ်တယ်မလားဒီလိုပဲနိုင်ငံတော်အုပ်ချုပ်မဲ့ပုဂ္ဂိုလ်ကိုလည်းပြည်သူကရွေးချယ်ဆုံးဖြတ်ခွင့်ရှိရမယ်ဆိုဘသူဘသူမှမသိဘူးသူကောက်တင်ထဲတာပဲရောနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံသူသူ့ဘသူကတင်မြှောက်လိုက်တာလည်းတော့မသိဘူးကြုံခဲ့ရဘူးလေဆိုတော့မြန်မာနိုင်ငံမှာအဲ့လိုလေခက်ခဲလေးရှိတယ်ဒါလေးလို့နားလည်ဖို့လိုတယ် တကယ်တိုးတက်ချင်ရင်အာဏာကိုအောက်ခြေတိခွဲဝေပေးလိုက်ပြည်သူဆန္ဒနဲ့ညီလို့လိုက်လိုတက်လာလိမ့်မယ်ဒါပေမဲ့နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်မှုရှိတဲ့ဥပဒေအဲ့ဒီချက်တွေပါမလားတိုင်းနေတိုင်းအထီးရတော့အစိုးရဖွဲ့ခွင့်ပေးတယ်အောက်ကခရိုင်တို့မြို့နယ်တို့ကြတော့ဟထားပြီးတော့အောက်အောက်ဆုံးရက်ကြီးကြမှာပြည်သူယူယူကောက်ခံပြန်ဖြစ်သွားတယ်ဆိုတော့ဒီအလင်းနှစ်ခုကအစိုးရဝန်ထမ်းဟသွားတယ်အဲ့ဒါယူကလွဲနေတာလေဆိုတော့အပေါ်အစင်းကြီးရွေးကောက်ခံလိုင်းဒီနှစ်ခုမှလည်းရွေးကောက်အောင်ပါနိဟုတ်မှာဒါမှခရိုင်အုပ်ချုပ်ရေးမှုတီအရသာသူ့ခရိုင်ကိုတိုးတက်အောင်သူများခရိုင်နဲ့ရှင်တောင်းသူစူးစမ်းတော့မယ် နောက်နှစ်နောက်၅နှစ်ပြည့်တဲ့အချိန်ရွေးကောက်ပွဲမှာ तू ဒီအုပ်ချုပ်ရေးမှုယာရုပဲဆက်ရဖို့တဲ့ तू အသေးစံစူးစမ်းတော့မယ်ဘာမှမလုပ်ရင် तू ပြုတ်မှာပဲလေဝန်ထမ်းကြတော့စူးစမ်းနေကြမလို့နှစ်ပြည့်ရင်ပြောင်းသွားမှာပဲ तू က तू ဘာမှမလုပ်လဲနှစ်ပြည့်ရင်ပြောင်းသွားမှာဆိုတော့တိုးတက်လာမှာမဟုတ်ဘူးတိုးတက်ခြင်းအပြိုင်ဆိုင်ထဲမှာတိုးတက်မှာဒါဒါပြောပြတာအတိုက်ကမရှိဘဲနဲ့မတိုးတက်ဘူးပါတီတခုတည်းသွားနေပါတီတခုတည်းကောင်းနေလို့အလကားပဲ။အတူပါလို့လို့ပြောမဲ့လူမှမရှိတာ။အတိုက်ခံရှိမှသူ့ကိုပြောမှ။သူ့ကိုပြောမှအပြောကလွတ်အောင်သူပြင်မှပြင်မှကောင်းလာမှာ။ဒါပဲ။အတိုက်ခံဆိုတာလူကိုလူတဲ့နိုင်ငံတခုမှာ။ဆိုတော့ပြောချင်တာ။ ပြူသဘောဆောင်တဲ့အတိုက်ခံဖြစ်စေပျက်စီးဖို့အတိုက်ခံမဖြစ်စေနဲ့ကိုယ့်ရဲ့ပြိုင်ဘက်ဟာကိုယ့်တဲ့ကောင်းအောင်လုပ်နိုင်ပြီဆိုရင်ကောင်းတဲ့ထက်ကောင်းမဲ့နီလန်းနေကိုသူ့ပြပြီးရင်ကိုကကြည့်သူ့ကောင်းအောင်လုပ်တယ်အဲ့ဒီကောင်းအောင်လုပ်တာတဲ့ကိုကောင်းအောင်သူ့ထက်ပိုကောင်းအောင်ကိုဘယ်လိုလုပ်ရမလဲဆိုတော့စဉ်းစားပြိုင်ဆိုင်မှုကအဲ့လိုဖြစ်နေရမှာဒါဒီကောင်းလေးအာနာပြုတ်ကြတော့မှငါအာနာရမယ်ဆိုတဲ့အတွေးမိတဲ့တွေးတော့ဘယ်တော့မှမတွေ့တော့ဘူးဘယ်တော့မှပြောမြန်မာနိုင်ငံဟာအောက်ဆုံးအောက်ဆုံးပဲဘယ်တော့မှအပေါ်တက်လာမှာမဟုတ်ဘူးတော့ပေါ့လားမသိဘူး 0မိုင်းတက်တောင်ဖြစ်သွားမှာမိုင်းတက်1 2 3တောင်ဖြစ်သွားမှာအပေါ်တက်လာမှာမဟုတ်ဘူးတဖြည်းဖြည်းနဲ့အဲ့0ရဲ့အောက်ကိုပဲကျသွားမှာတကယ်တွတ်တက်ချင်းပြိုင်ခုနကကျွန်တော်ပြောသလိုပဲအတိုက်ခံနေပြိုင်ဘလို့ပြိုင်ရမှာလဲကိုပြိုင်ဘက်ကလုံရက်တွေဝေဖန်မင်းဒါလို့တော့မှားနေတယ်မင်းတို့ဒါလို့တော့မှားနေသုံးခါလောက်ထောက်ပြလိုက် तू ဆက်မလို့ရတော့မှားနေမှန်တဲ့လမ်းကို तू ပြောင်းမယ်ဒီလိုလိုကတ်ွက်မင်းဒါလို့ကတော့ကတော့မကြောက်ဘူးကတ်ွက်ကတ်ွက်မလုပ်တော့ဘာကြောင့်ကတ်ွက်လဲသူ့ဘက်ကဖြည့်ချင်းချက်ပြန်ပေးမယ်ကိုဘက်ကလည်းကတ်ွက်တဲ့အကြောင်းအရာတွေပြန်ပြောမယ်ဒါပဲအဲ့လိုညှိတန်းကြီးရွာမှာအပြုသဘောဆောင်တဲ့ အတိုက်ခံတွေ့တယ်အခုလို့အတိုက်ခံပြီးတော့ဟာမင်းတို့မကြိုက်မင်းတို့မကြိုက်မင်းတို့မကြိုက်တက်ဖြတ်ဟွာဓာတ်ရံဖုံးသေးဘူးမင်းတို့မကြိုက်လို့တက်လိုက်လေဒီနိုင်ငံသားတွေဒီနိုင်ငံထဲမှာတက်မလို့ထောက်ခံတယ်ဆိုတော့အများကြီးရှိတယ်မင်းတို့ NDC PHP NO PUBG အဲ့ PDF ပေါ့နော်ငါလည်းနည်းနည်းအရင်နောက်လည်းဒီကောင်တွေပြောရတာလည်းမှားတာရှုပ်ချက်ကိုခန့်နေရပဲအဲ့ဗရက်တွေအဖွဲ့နဲ့ NDC ဒုံဆက်စုကြည်ကိုမထောက်ခံတဲ့လူတွေမင်းတို့အာဏာရရင်ဘာလို့မှလည်းအဲ့လူတွေလက်ရှိတက်မိသားစုလက်ရှိဝန်ထမ်းမိသားစုတွေမင်းတို့ဘာလို့မှလဲရိုးရှင်းလေးပြောတာနော် အဲ့အဲ့စိတ်ဓာတ်တွေရှိနေတယ်မင်းတို့ဘယ်တော့မှလည်းမနိုင်ဘူးဒါပေမဲ့မင်းတို့ကတော့မြန်မာနိုင်ငံကိုဒုက္ခအပေးနိုင်ဆုံးဂျပိုးတွေတော့ဖြစ်နေမယ်ဘလို့မှတတ်မရအောင်ဆေးလည်းဖျက်များရင်းနှီးလည်းဖျက်များမင်းကလေးတစ်ခုလုံးမိရှုပ်ပြီးမှရမယ်ဒီသာဒါကြတော့လည်းအဆင်ပြေမယ်ကိုကိုတိုင်းမှအိတ်ဆရာပုံပြောက်သွားလိမ့်မယ်တပြက်တနာတက်နေတို့မှလည်းဂျပိုးကင်မြန်တည်တယ်တည်တည်နေကိုအိတ်နေရတာမဟုတ်ရင်ကလေးမိရှုပ်ရမယ်ကင်းဆိုင်နေပြီကလေးမိရှုပ်ရလည်းမဖြစ်သေးဘူးကွာနော်လက်ရှိနေသားမှာဆိုတော့ပြောတာကဒီနိုင်ငံထဲမှာရှိတဲ့နိုင်ငံသားလေးမင်းတို့နိုင်လဲဒီနိုင်ငံလေးရှိတဲ့နိုင်ငံသားအချို့ကြီးပါ အဲ့တော့လက်နက်နဲ့တိုက်နေမယ့်အစားပူပေါင်းပြီးဘယ်လိုဖြေရှားမလဲလို့မစင်းစားကြည့်မိဘူးလားမင်းတို့လက်နက်ကင်ထားတဲ့လက်နက်တွေလည်းစွန့်စရာမလိုပဲနဲ့ပြည်တော်စုတပ်မတော်ကြီးရဲ့ဒစိတ်တပိုင်းအဖြစ်နဲ့နိုင်ငံကိုတိုးတက်အောင်လုပ်မယ်ဆိုတဲ့စိတ်ကူးလေးမရှိကြဘူးလားပေါင်းမယ်ဆိုပေါင်းလို့ရတာပဲလေဟုတ်တယ်မလားအခု BG ရဲ့နေကြောင်တပ်တွေဖြစ်လာပေါင်းသွားတာပဲဌာနပြည်သူ့စစ်တပ်ဖွဲ့တွေဆိုတာဒါလက်နက်ကင်ပွဲစည်းတဲ့နဲ့ပေါင်းစည်းလာတာပဲအများကြီးပေါင်းလို့ရပါတယ်လက်ရှိနေထားမှာကြည့်မြန်မာနိုင်ငံအင်ဂျင်ထိုင်းနဲ့ကမ္ဘောဒီးယားနဲ့တင်းနေပြီဘင်္ဂလားဒေ့ရှ်နဲ့ အဆောရီပါကစ္စတန်နဲ့အိန္ဒိယနဲ့ကလည်းခေါင်းညှစ်ဆိုင်တဲနေပြီတရုတ်နဲ့ထိုင်ဝမ်နဲ့ကလည်းတဲနေပြီကမ္ဘာမှာတည်နေတဲ့နိုင်ငံတွေအများကြီးပဲနော်ကမ္ဘာစစ်တီတော်ဖြစ်လာနိုင်တယ်တို့နိုင်ငံတွေမှာအင်အားရှိဖို့လေအခုလို့ကွဲနေငါတို့နိုင်ငံသူများအသားလေးထုချေသွားလို့ရတယ်အိန္ဒိယလည်းတရုတ်ကိုတိုက်ချင်တို့ဗမာပြည်ဖြတ်သွုံးမှာပဲဗမာလည်းအိန္ဒိယကိုတမချင်ဖြတ်သွုံးမှာပဲအဲ့တော့ငါတို့နိုင်ငံကဟိုစစ်တပ်ကတမျိုးအဖွဲ့အစည်းတွေကတမျိုးမစည်းမလုံးဖြစ်နေတိုက်မြင်အင်အားမရှိရင်တိုင်းတစ်ပါးအသားလေးတက်နေသွားမှာဒီချိန်မှာအချင်းချင်းရဖြစ်တယ်ဘုံမလို့ဘူးကမ္ဘာအကြီးခင်းကိုကြည့်တစ်ကမ္ဘာလုံးမှာဆူနေပြီး ဖြစ်ဖို့တားဆူးနေပြီတို့မှာအင်အားရှိဖို့လိုတယ်မင်းတို့ပေါင်းလိုက်အောင်အင်အားတခုတောင်းတအောင်လုပ်ပြီးတော့မှညှိနှိုင်းပြီးတော့မှအဖြစ်တစ်ခုရှာရံဖြစ်မနေနဲ့ဒီချိန်မှာညှိညွတ်ဖို့တင်ပြီနော်စီလုံးဖို့တင်ပြီကမ္ဘာအရေးကြီးကိုနားဆွင့်ကြည့်ကမ္ဘာကြီးမှာဆူလာပြီပူလာပြီအာရှကိုပါရောက်လာပြီနော်ဟိုအနောက်အစုကထိတ်တဲရင်ဆိုင်မှုတွေအရှိလေပဲထိတ်တဲရင်ဆိုင်မှုတွေ ဟိုအာရှကိုကတ်လာပြီတက်ကနေဖြစ်လာမင်းလည်းမင်းမလည်းလည်းငါမလည်းလည်းချမယ်ဆိုတာတွေဖြစ်လာပြီစဉ်းစားပါဤသူတွေရှိတယ်စစ်သွားတိုက်မဲ့လူတွေကိုထမင်းထုတ်တွေပေးတာကိုအားမကြပါနဲ့အဲ့ဒီထမင်းထုတ်ယူသွားတဲ့လူတွေအကုန်လုံးအိမ်ပြန်မရောက်နိုင်ပါဘူးနော်တပြိပန်းနဲ့ပြန်လာလို့တပြိပန်းနဲ့ကန်းခဲ့တဲ့လူတွေအဲ့ဒီတပြိပန်းကိုလက်နဲ့ထိပွင့်မရပဲကျန်နေခဲ့တဲ့လူတွေအများကြီးရှိတယ်ဆိုတာတတိယကျန်နေခဲ့တဲ့လူတွေကိုကိုတပြိပန်းကန်းနေတဲ့လူတွေကို အဲ့တပြိပန်းကန်းခွင့်မရအောင်လုပ်ခဲ့တဲ့သူတွေအားလုံးဒီနိုင်ငံသားတွေဒီနိုင်ငံရဲ့လူသားအရင်းအမြစ်တွေဒီနိုင်ငံထဲမှာရှိတဲ့လူဦးရေရဲ့တစိုက်တတိသားတွေအဲ့ဆိုလိုချင်တဲ့သဘောသဘောပေါက်မယ်လို့ထင်တယ်ညညပါစီလုံးပါပြဿနာကိုလက်လက်နဲ့အဖြေမရှာပါနဲ့ဘရောမှမပြီးဘူးညဉ့်ညံ့စွာဖြေရှာကဲလို့ဆွေးဆက်ညီနိုင်ရင်လုပ်မယ်ဂျားနေပုံကိုယ်တွေတတ်တိရှိရှိနဲ့ဖြံမြင်မဲ့ပုံကိုယ်တွေအများကြီးလိုအပ်တယ် ဆိုတော့သူ့ဘက်ကပဲဟာဒီကောင်လေးပြောစရာမလိုဘူးကွာဟာငါတို့ကဒီကောင်လေးအောက်ချုပ်ခံစရာမလိုဘူးလို့ပြောရင်ဘယ်တော့မှမငြိမ့်နိုင်နဲ့စင်မီကြမှာဒုက္ခရောက်နေမဲ့ပြည်သူတွေကိုကိုချင်းစာကြည့်အဲ့တော့ short နှစ်ဖက်စလုံးက short တစ်ဖက်ကလည်းတကားဖွင့်ပြီးတစ်ဖက်ကလည်းအငဲပြီးပြီးအကြီးတွေရှူလာဒီလိုပဲပြောချင်တယ်နော်အကြီးနဲ့အငဲနဲ့ဘာပြောတတ်မလို့ဆိုတာကအစင်လာနဲ့ရာစုနှစ်ပေါင်းများစွာနေလာခဲ့ရှင်တန်လာခဲ့တာ အကြီးဆုံးလက်နက်ကိုင်ဖွဲ့စည်းဖြစ်တဲ့အတွက်အကိုပဲကျန်တဲ့လက်နက်ကိုင်ဖွဲ့စည်းအားလုံးကသူ့လောက်စားပွဲမရှိဘူးတွေ့ကြုံမရှိဘူးသူ့လောက် facility အပြည့်အဝမပေးနိုင်တဲ့ညီလေးတွေပဲအဲ့တော့အကူကြီးတွေသဘောထားကောင်းနေတဲ့အချိန်မှာညီလေးတွေအနေနဲ့အချင်းချင်းကြီးကိုချင်းချင်းတင့်တင့်မြက်မြက်หนีဖို့လိုလာပြီဒါလေးပြောချင်တယ်เนาะ